တဲ့နိုဝင်ဘာလတလတာရဲ့အချစ်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဒါ hostel လေးကိုခေါ်ပြောပြမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးဒါ follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာပထမဦးဆုံးတဲရော့ကလေးတစ်ချိန်ကျွန်တော်စပြီးတော့အခုချိုးကြည့်လိုက်ပါပြီ အင်္ဂါလာမီများရဲ့ဒီခုနိုဝင်ဘာလတလားတာရဲ့အခြေရေးအင်အောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာမထင်မှတ်တာတွေမမျှော်လင့်တာတွေအံအားသင့်ပေါ်ရအဖြစ်ပြက်မျိုးတွေကိုဒါအခြေရေးအင်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတတ်ပါတယ်ဒီလာထဲမှာအခြေရေးအင်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အကြောင်းအချက်တွေအစဉ်ပြေမှုတွေကိုကြုံတွေ့ရရှိတတ်သလိုမကောင်းတဲ့အကြောင်းအချက်တွေနဲ့အစဉ်မပြေမှုတွေ ပြဿနာတွေကိုလည်းပဲကြုံတွေ့လာရနိုင်ပါတယ်။ဂယုဆိုင်ဖို့တော့လိုပါတယ်။တခုထက်ပြောရရှိတာကဒီလာထဲမှာပေါ့နော်။သူများကိုပေါ်ကိုလှည့်စားတာကိုကခံရတတ်ပါတယ်။တော့သူများကိုပလင်းနေတဲ့ပုံစံမျိုးတွေကိုကိုကခံရနိုင်ပါတယ်။အဲအဲ့ချက်လေးတခုကိုတော့ သတိထားသိကျင်ပါတယ်เนาะအဲ့တော့အခြေအေးအိမ်တော်ကြီးကဒီလားကဘလို့ဖြစ်နေလဲဆိုတော့အစဉ်ပြေတိုင်းမပြေတိုင်းဆိုတဲ့ပုံစံမျိုးတွေမတည်ငြိမ်မှုတွေများစွာဖြစ်ပေါ်စေနိုင်တဲ့လာတလာလို့ဆိုရမှာပဲဖြစ်ပါတယ်။ခေတ္တကတော့ပထမတဲရောကတ်ကိုကြည့်ပြီးတော့ကျွန်တော်ပြောပြလာပါ။အင်္ဂါသားမီးများတဲ့နောက်တစ်ချိန်တဲရောကတ်လေးကိုထပ်ပြီးတော့ကျွန်တော်ချိုးကြည့်ပြပါဦးမယ်ခင်ဗျာ။မိတ်ဆွေများကကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်းဗီဒီမီးမြန်းကျင်တယ်ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးတာဘေဒင်မေးမြန်းလို့ရပါတယ်တဝူးချင်းတယောက်ချင်းရဲ့ဘေဒင်ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘေဒင် host တွေကိုကျွန်တော်ပို့ပေးတယ်သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရေဒီယာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံဘူးသောကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာကဲကူးဆက်ပြီးတော့အင်္ဂါသားမီးများတဲ့နောက်တစ်ချိန်တေရော့ကန်တွေကျွန်တော်ချူကြည့်လိုက်ပါပြီ အချီရင်းနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီလာထဲမှာကျွန်တော်ကအကြံတစ်ခုပြုပေးခြင်းတာကပေါ့နော်နှလုံးသားရဲ့အလိုဆန္ဒတိုင်းမဟုတ်ပဲနဲ့ဥနောင်းနဲ့အသိဉာဏ်နဲ့အတွေးခေါ်နဲ့ပေါ့နော်ချစ်တတ်ဖို့လိုပါလိမ့်မယ်အဲအထူးသဖြင့်တော့သူ့ဘက်ကိုယ်ဘက်ပေါ့နော်သူ့ဘက်ကိုယ်ဘက်ကိုမျက်မျှတတ်တာအဲစဉ်းစားတွေးခေါ်ပေးနိုင်မှသာလျှင် အခြေရေးအိမ်တော်ကြီးဟာအစဉ်ပြေလိမ့်မယ်လို့တွေးရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတပတ်သက်ဆန်နေတယ်အဲကိုရဲ့အတ္တတွေကိုရှည်တန်းတင်ပြီးတော့ဦးစားပေးနေခဲ့မယ်ဆိုရင်ဒီလာထဲမှာအခြေရေးအိမ်တော်ကြီးကဘလို့မှကိုအစဉ်ပြေနိုင်မှာ မဟုတ်ဘူးလို့တွေးရပါတယ်အဲ့တော့ပြောချင်တဲ့အဓိကအချက်ကတော့အခြေရေးအိမ်တော်ကြီးကဒီလာထဲမှာ ကောင်းအောင်အစဉ်ပြေအောင်မိမိကိုယ်တိုင်ပဲဖန်တီးတည်ဆောက်လို့ရတယ်လို့မကောင်းအောင်အစဉ်မပြေအောင်အဆိုးဘက်ကိုရောက်သွားအောင်လည်းပဲမိမိကိုယ်တိုင်လုံမိရက်သာဖြစ်နေတတ်ပါတယ်ဒါကြောင့်မလို့အဲဒီလာထဲမှာအခြေအေးအိမ်ဟာတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒါစိတ်လေးကိုနည်းနည်းလေးလျှော့နိုင်ဖို့သဘောထားကြီးနိုင်ဖို့အမြင်ကျေနိုင်ဖို့လိုပါလိမ့်မယ်အဲနှစ်ဦးနှစ်ဘက်မျက်မျှတတ်တတ်တွေးခေါ်ပြီးတော့ အဲနားလည်မှုတွေပေးနိုင်အောင်စူးစမ်းပေးပါလို့ကျွန်တော်အကြံပြုပေးလိုက်ရပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါဦး။ like share လေးတွေနဲ့